လူတယောက်ရဲ့စိတ်စေတနာကတိတ်ကိုအရေးကြီးပါတယ်။ကိုဘာလေးပဲတွေးတွေးဘာလေးပဲဖြူဖြူဘာလေးပဲလွတ်လွတ်အဲဒီအတွေးတွေအပြောတွေအလုပ်တွေရဲ့တွန်းအားကကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စေတနာပဲဖြစ်ပါတယ်။ကောင်းတဲ့စိတ်စေတနာတွေနဲ့တွေးလိုက်တာပြောလိုက်တာလွတ်လိုက်တာအဲ့ဒါတွေရဲ့ရလက်တိုင်းကကိုယ့်စီကိုကောင်းမွန်လာပါတယ်။ကံတရားပုံစံလေးတွေနဲ့တင်းရောက်လာတတ်ပါတယ်။ မကောင်းတဲ့စိတ်စီစနာစုနဲ့လူတယောက်ကိုနှိမ့်လိုက်မယ်ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လေအဲ့ဒီဝေဖန်ပြစ်တင်ခံရခြင်းတွေဟာကိုယ့်စီကိုအချိန်မရွေးပြန်ရောက်လာတတ်ပါတယ်ဒါကြောင့်စကားလေးတစ်ခုပြောတော့မယ်ဆိုရင်ကုကုကုမှန်နေမှာအရင်ကြည့်ပြီးကုကုကုအရင်ပြောကြည့်လိုက်ပါဒီစကားကိုကိုယ်သာပြောခံရရင်ဘလို့ခံစားရမလဲဆိုတဲ့တွေးလေးနဲ့ကိုချင်းစာနာတတ်တဲ့စိတ်ကလေးကိုထည့်လိုက်တဲ့အခါမှာတော့လူတယောက်ပေါ်မညာမတာပြော 都是五零八零。